ဘုံဘုံရဲ့ဒီမှန်ချက်ကအခုဒီဘုရားအခုဗမောက္ခချုပ်အဲ့အဲ့ဒီနေရာရှင်းတရားရဲ့ဒီဘုံဘုံရဲ့ဒီမှန်ချက်ဒီဘုရားဘယ်လိုဆုံးသတ်လဲဘုံဘုံဒီမှန်ကဝင်ဝင်လင်းလင်းသူများတွေကတော့မမေးဘူးပေါ့အဲ့ဒီမေးခွန်းကိုသူများလည်းမဖြေဘူးဘူးနော်ခုတော့မေးလို့ရှိရင်ဖြေလိုက်ရအောင်ဘုန်းကဘုရားဖြစ်ခြင်းကိုဆုတောင်းခဲ့တဲ့အချိန်ကြီးကျေးဇူးတင် ဒီဘွားလည်းညီတဲ့ပြည့်စုံဘွားကိုကျင့်မှုဒီဘွားကိုသိဖို့ဆိုတာတော့ဘုံကဒီဘွားနောက်ဆုံးဘွားလည်းကိုယ်စိတ်ထဲမှာတခါမှမယီမှန်းဘူးငါသူများတွေနားလဲအောင်အသိဉာဏ်တွေငါဆီးဘူးအောင်မယ်ငါငါจุတရားရရင်သူများတွေလည်းအจุတရားရစေချင်တယ်ဆိုရယ်စိတ်ထက်အဲ့ဒီစိတ်ထက်နဲ့ငငယ်တုန်းကအကျဉ်းကြီးဘုရားစုပိုင်နေဘူးလေပေါ့ခိုင်မြဲတာမခိုင်မြဲတာတော့မသိသေးဘူးခုစုပိုင်တာကိုပြောတာ ဒီဘွားကငါအဆုံးတတ်မယ်ဆိုစိတ်ကူရှိဘူးသူတော်မှန်တာကိုပြောပါဦးရောင်းတယ်အဲ့လိုရွေရဲ့ကြီးတယ်ဗျာဒါတော့ကိုယ်ရွေချက်တိုင်းဖြစ်နိုင်တယ်ဆရာတော်ကြီးတွေလည်းဒီလိုဘုရားစုပန္နာလေးအများကြီးပဲပမာပြမှာဘယ်တော့တော့ဘုရားစုပန္နာလဲဟွန်းသူကြင့်နေဆိုရဲကြင့်စီခြင်းနဲ့လူသားတွေပုံထားတဲ့စိတ်ကိုဒီဘွားကလူဖြစ်တော့ကြင့်လို့ရတာတော့ကြင့်နိုင်ခဲ့ခြင်းကျင့်ရုပ်တည်ရှိဒါကြောင့်ဘုံဘုရားချက်ဟုတ်တယ်တော်ရံဘုရား ဒီရက်ကကြီးမားတယ်ဗျာအနိုင်လိုဒီလိုလဲဝတ်တာအဲ့ဒီအတိဘုံဘုံရှောက်တဲ့အတိဟာတပည့်တော်တိကျင်တယ်တိကျင်တဲ့အတိုင်းကျင့်တယ်ကျင့်လို့ရတဲ့လောက်ကလေးတွေဖေးပေါ့တပည့်တော်လူကြီးတန်းတွေကအကုသိုလ်များတယ်တက်တာတပည့်တော်ကုနေတာတစ်ခုပြောမယ်နော်ဒီနေ့တစ်ခုပြောချင်တာကတော့အလုံးတစ်ခုလုံတော့မယ်ဆိုတဲ့အခါမှာဟောမြင်းဆိုတာရှိတယ် systematically ဖြစ်ဖို့လို့ကိုယ်အတွေးနဲ့မလုပ်ရှေ့မှာလမ်းစဉ်ရှိတယ်ဘောပေါ့ဟုတ်ပါမယ်ချက်စဉ်တစ်ခုကိုကျင့်နေရှင်သူချက်စဉ်သွားနေတဲ့ဟာကိုယ်မှာတုတ်တာလို့ဆိုတာတွေကအမှန်အတိတ်တွေကစီးမြင်လို့ဆိုတော့အတိတ်တွေတုတ်တာရဲ့အတိတ်တွေကမြင်ကျူးအတိတ်တွေကိုဖတ်ဆိုတဲ့အခါမှာဗမာတွေကတုတ်တာတုတ်ဆိုတော့ဘာမှမသိတော့ဘူးပေါ့ဒီတတုံးကြီးတွေခွဲတဲ့အခါမှာရှေ့တော့ကဒီလိုသွားရည်နေခွဲတာသွားရည်နေခွဲတဲ့အခါကျတော့မြင်ကျူးရိုက်ရတယ် ်အဲ့ဒါမြင်ကျိုးဒီကျင့်စဉ်တစ်ခုသွားတော့မယ်ဆိုရင်အဲ့ဒီလိုမြင်ကျိုးကိုရှိဘူးမြင်ကျိုးရှိတယ်ဆိုတာဥပမာမဟာတတိပ္ပဏာတုတ်ခေါ်တဲ့အကျင့်စဉ်တိုင်းကိုကျင့်မှာနော်အဲ့ဒီတကယ်ကိုကျင့်စဉ်ဟာဝိပဿနာကျင့်စဉ်ဟာဘယ်လိုကျင့်ရမလဲပရထကျင့်စဉ်ဆိုတော့ဘယ်ကျင့်ရမလဲဒီလက်အဖြစ်အမှန်ရှိပါနော်ရှင်ရစာအုပ်ကိုဖတ်လို့လည်းရတယ်ဒီလက်တွေကျင့်နေတဲ့ကိုကျင့်ပုဂ္ဂိုလ်တွေကြတော့ဒီပရိတော်တတိပေးကျင်တာကတော့ ပုဂ္ဂိုလ်တွေကြတော့ဟိုအာဝေါ်ကြီးချက်ပြောတာနဲ့ဖြစ်တတ်တယ်ပုဂ္ဂိုလ်တွေဆရာလည်းပဲ viewer သူတို့လည်းတွေ့ကျင်သုံးတာတကယ်ကိုအပြောင်းအလဲမရှိတဲ့စာပေကအာဟုလည်းလေးလာတင်တယ်ဒီတော့နော်တရားကျင့်စဉ်ကိုအတိအကျရေးထားတဲ့ဝိသုဒ္ဓိမေကျမ်းကြီးတွေရှိပါသည်ဆရာတော်ကြီးတွေကလည်းပြန်ထားတာရှိတယ်အဲ့ဒါကိုစာအုပ်နဲ့အညီလေးလာပြီးတော့မှ ဒီလမ်းကြောင်းအတိုင်းသွားဖို့တော့လိုတာပေါ့နော်ဒါရောဘုကြည့်လို့သူစားအထုလို့ရတယ်အာတော့ဟွန်းသူဘုံဘုံအမင်းရှိတဲ့တရားကြလုံးတို့ဒါရောလည်းနားထောင်လို့ဘုံရှိတယ်ဟွန်းရှိတော့တာလေလက်တိုက်ကျင့်မှများလာတယ်ဘာဝဘောပေါ့ဖြစ်အဲ့တော့အဲ့ဒီပုံမှာငါပိုင်ကြီးငါနဲ့သက်ဆိုင်ကြီးဒီနေ့ဒီဘာဝမရှိဘူးဘောရတော့ အဲ့ပေါက်တာကိုပဲလေးပြင်းလေးပြင်းလေးပြင်းလို့ပြောတော့ပေါက်ကိုခုချီးတာအင်းဘာသက်လို့ဒါဒီလောက်နေသဘောပေါက်ရုံနဲ့မလုံလောက်သေးဘူးဟုတ်ပြီစခန်းနေအများကြီးရှိသေးတယ်ဒီမှာနော်စခန်းဒီအမာရီကျင့်တင်တဲ့ကိုဒီအာယုံတစ်ခုပေါ်မှာကိုဘလောက်ထားပြီးတော့ဘယ်အဆင့်ကြီးကိုသွားမလဲဆိုတာကိုကြည့်အောင်နော်ဝိပဿနာဉာဏ်ကလည်းအဆင့်ဆင့်ဆင့်ရှိမနေ့ကအဲဒီတပည့်တော်ရဲ့ဒီ X-ray chart ကိုကြည့်ပြီးတော့ against the lungs cancer လာမသိဘူးသူတို့ဆိုရင်အချိန်မှာကြွယ်တော့ဖိမှာပြည့်စင်တယ်တကယ်လို့ဟိုကဖုံးလာလို့ရှိရင်ဒီအတိုင်းကဟုတ်တယ်ငါဘယ်လိုစိတ်ထဲလက်ခံလဲအဲ့ဒီအချိန်မှာကြွယ်တော့စိတ်ကိုပြင်ဆင်ထားတယ်လေ့ကျင့်လာတာပေါ့အကောင်းဆုံးကတော့ဝိပဿနာကျင့်နေတာဟာအကောင်းဆုံးအဲ့တော့တပည့်တော်ကလျှောက်တာဝိပဿနာကျင့်နေတာဝိပဿနာကျင့်စဉ် လားအစလေးပဲတွေးနေတော့ဆိုတဲ့အဆင့်ပဲရှိမယ်ဆက်ကျင့်ဖို့ပြောပြပါအောင်ကဲပြောလို့ဟုတ်မဟုတ်ကဲအစကအစပြောတော့ကျင့်တာပြောအဲ့ဒီကြမ်းမဆုံးဖြတ်လို့ရပါလေအခုဆရာတော်ဗျာမင်းကြည့်လိုက်တဲ့အချိန်မှာတပည့်တော်စိတ်ကြီးထိတ်နေတယ်အဲ့တော့လည်းအခုတည်နေတယ်။ဒီလိုနဲ့ချင်းအေးစိတ်ချီတော့ဆိုတော့တကယ်ထပ်ပြီးအဲ့ဒီတည်းကချီတော့မရှိတော့ဘူးဆိုတော့ညီနေချင်းကဘုရားကအဆန်းကြီးကိုပြောလို့ရှိတယ်။ဦးဆက်နားထောင်နေနားထောင်လို့ကြားတယ် ူကဆိုက်နေတယ်တပည့်တော်နားမထောင်ချာအဲ့တော့နားထောင်နေရင်တပည့်တော်ပြဿနာဖြစ်နေပါလားအဲ့ဒီအကြအာရုံနားဘုနောက်ဖြစ်ပြီးတယ်ဆိုတိတူတူတူတိဟိုပြီးတော့ပြီးတော့ဘာအရောလောင်းလဲဆိုတဲ့ဘူးဆောက်ဆောက်နေတဲ့အချိန်မှာအာမမဖြစ်တော့တဲ့အတိတခုအဲ့ဒီအတိတခုကလည်းဆက်ကြည့်တဲ့အချိန်မှာငြိမ်ငြိမ်လို့ထင်ပထမတိလိုက်တာကဘူးဆရာတော်ပြောက်ရှောက်နေချင်းရှိလို့ တပည့်တော်သိစရာသိနေတယ်သိမှုခုစလုံးမပြောလည်းမရှိတော့အဲ့ဒါကိုတပည့်တော်တော်တော်ချင်းတရားလေးညာအားထုတ်အဲ့ဒီနေရာမှန်မလားသစားပဲရှိသေးတယ်။ဟုတ်ပြီ။ဘာဆက်လို့ရမလဲဟာဒီအများကြီးပဲရှိသေးတယ်။ဘာဆက်လို့ဆက်လို့ရမလဲဆိုတော့ခေါဏတုန်းကအပြင်အာယုံကိုစောင့်နေတာမလုပ်နဲ့။ဒီမှာနော်။ဟိုနားကကြားမှာမျက်စိကမြင်မှာဆိုတော့အပြင်အာယုံကိုစောင့်နေတာမလုပ်ဘူး။ကိုယ်စိတ်လေးကိုခြိတိုင်းလေးလက်ကြည့်ထား။ အာနာပါနဆိုအာနာပါနလေးဒီစကံမလတ်စကံမလတ်ခြေတိုင်းလေးကိုထားဖို့လို့ဒီမှာအဲစကံမလတ်ရှုနေတဲ့အာယုန်လေးဟာယုဒ္ဓမနန္ဒမတစ်ခုဖြစ်နေတယ်။အဲဒီယုဒ္ဓမနန္ဒမအာယုန်ဒီပေါ်မှာခေါဏကနမတိတိယမှာသူ့ရဲ့တဘာဝအယုန်ပြောင်းတော့မမြဲတာကိုအရင်သိတာခုံကျော်နေတယ်ဆိုဒီမှာမမြဲတာကိုအရင်တွေးတာဟာခုံကျော်ရင်းဖြစ်တယ်။အဲဒါကြောင့်မို့စာလို့ပြောမယ်ဆိုရင် သဘာဝဓမ္မကိုကြည့်ရဆိုတဲ့အခါမှာနံပါတ်၁က individual character risk တဲ့လို့ခေါ်တယ်။သဘာဝလက္ခဏာကိုအရင်ကြည့်ရအောင်။သဘာဝလက္ခဏာကိုကြည့်ကြည့်။သဘာဝလက္ခဏာကိုပိုင်းပိုင်းနဲ့နဲ့သိပြီ။သဘာဝလက္ခဏာဆိုဒီမှာသဘာဝတရားလေးတွေပေါ်လာတဲ့မြတ်သဘာဝတရားလေးတွေရဲ့သူ့ရဲ့ကိုယ်ပိုင်အမှတ်သားလေးတွေကိုစွန့်လို့တယ်။ဒီမှာမြတ်ဖတ်တာဆိုရင်အာရုံနဲ့ဆက်သွယ်ပြီးတဲ့ဘော ခွေရနာဆိုရင်အာရယုံကို experience အတွေ့အကြုံရသွားတဲ့သဘောအင်းညာဆိုရင်မှတ်တဲ့သဘောပထဝီဆိုရင်ဟိုခက်မာတဲ့ softness hardness ပေါ့မာတဲ့သဘောပြောတဲ့သဘောဒီသောဆိုရင်ပူတဲ့သဘောအေးတဲ့သဘောအဲ့ဒီသဘောလေးတွေသဘောလေးတွေကနေပြီးတော့ဖိုင်ဖိုင်နဲ့နဲ့တိပီဆိုတဲ့အခါကျမှအဲ့ဒီသဘောလေးတွေရဲ့မမြဲမှုကဆက်ပြီးတော့သိတာမှာမမြဲမမြဲတဲ့သဘောလေးတွေသိလာတာအာမေညာလက္ခဏာလို့ခေါ်တယ် သူကဓမ္မဝလက္ခဏာရဲ့တာမညာလက္ခဏာရဲ့နှစ်ခုရှိတာမညာဆိုတာအများဆိုင်လက္ခဏာအင်္ဂလိပ်လိုတော့ universal characteristic ပြန်ဒါကြတော့ individual characteristic သူကကိုယ်ပိုင်သိတဲ့သဘောလေးဒါကြတော့သင်္ခါရတရားအလုံးနဲ့ဆိုင်တဲ့သဘောတရားအဲဒါဝိပဿနာမှာအဆင့်ကလေး20ရှိတယ်ပေါ့ပထမအဆင့်ကယုံနယ်လေးရဲ့သဘောလေးကိုသိတာပထမအဆင့်ပြီးတဲ့အခါဒီဟာကိုရင့်ကျက်လာတဲ့အခါကျတော့ မမြဲတဲ့သဘောဆင်းရဲတဲ့သဘောဆင်းရဲတယ်ဆိုတဲ့ဟာလည်းသူကမမြဲမှုတွေမပြတ်နှက်ဆက်နေလို့ဆင်းရဲတယ်လို့ပြောတာသူကသူတွေအရာတစ်ပြောတယ်ဆင်းရဲတာမျိုးမဟုတ်ဘူးအဲ့ဒီသဘောလေးတွေကိုအနိစ္စဒုက္ခအနတ္တပေါ့နော်ကိုကိုဖြစ်ပြနေမှဖြစ်တဲ့ဆိုအနတ္တအဲ့ဒါလေးတွေကအများဆိုင်တယ်အဲ့ဒီနှစ်ခုပိုင်ပိုင်နိုင်နိုင်သိလာအောင်ဒီမှာစူးစမ်းကိုစိတ်ထဲမှာပေါ်လာတဲ့မြတ်တရားတွေဟာဒုသမဏ္ဍမတွေဟာခဏဒီတဘာဝနှစ်ခုနဲ့ ရှုမြင်သုံးသပ်နိုင်တဲ့အနေအထားမျိုးရှိတာပေါ့နော်အဲ့ဒါလိုရှုမြင်သုံးသပ်နိုင်တဲ့အနေအထားရှိကြတဲ့အခါကျတော့ဒီသင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောတွေကနောက်လေ့ကျင့်မှများလာတဲ့အခါတတိတွေဆောင်းအားတွေတမာတွေဆောင်းအားတွေတွေ့တဲ့အခါကျတော့ဖြစ်တာပြတ်တာလေးတွေမြင်ရင်ကနေပြီးတော့တမာတိတရားနဲ့တအားကောင်းလာကောင်းလာပြီးစိတ်တွေနဲ့တအားချီလာပြီးဆက်တာနောက်ပိုင်းကျတော့ကိုကပြီးတဲ့မှတ်တဲ့စိတ်ကအလွန်ထက်သန်လာပြီးတဲ့ကြောင့် ဖြစ်တာကိုတောင်မမြင်တော့ဘူးပြည့်နေတာတွေကြီးပဲမြင်သွားတဲ့အဆင့်ရောက်ဉာဏ်သာဘူးသူကဉာဏ်နဲ့ဆိုတဲ့သဘောကအခုတပည့်တော်တို့တွေးတဲ့အာယုန်တွေကအများကြီးလွတ်တယ်အများကြီးလွတ်တယ်ဟိုဘောလုံးကစားတဲ့လူရှိတယ်တစ်ဖက်မှာ10လုံးကစားတယ်ဆိုတာအလုံး20နဲ့ဘောလုံးကစားတဲ့လူတရားဟိုစာကတ်တွေပဲအဲ့မှာစားနေကြတယ်လူမြောက်ပြီးတော့ဖမ်းတယ်တစ်လုံးမှမလွတ်စရာသူ့လက်ထဲမှာလည်းတစ်လုံးမှမရှိဘူး အဲ့ဒီလိုအာယုန်တွေပေါ်မှာလည်းတစ်ခုမှလွတ်မသွားအောင်ဖမ်းနိုင်တဲ့အချိန်ရောက်သွားရအဲ့ဒီဖမ်းနိုင်တဲ့အချိန်ကိုရောက်အောင်ဆိုတာခုသတိစွာတွေ၊သမာဓိစွာတွေ၊ပညာစွာတွေတားချက်လာမှပြတ်ပြတ်အဲ့ဒီအချိန်ရောက်ဖို့အများကြီးလိုတယ်ကျင့်ရမယ်အဲ့ဒါကျင့်လာတဲ့အခါနောက်ဆုံးမှဖြစ်နေတာလေးကြီးပဲမြင်လာတဲ့အခါကျတော့စိတ်ထဲမှာဘယ်လိုအတွေ့အကြုံအာယုန်ထဲမှာဘယ်လိုဉာဏ်ထဲမှာဘယ်လိုပေါ်လာလို့ဆိုတော့သင်္ခါရတွေဟာကြောက်စရာကြီးပါလားလို့ဆိုရဲ တွေးကြည့်တဲ့ဟာမဟုတ်ဘူး။သူကအသိဉာဏ်နဲ့မှကိုပေါ်လာတာ။၆ဆရာကြီးတွေပြတ်တာကြီးမြင်နေကြည့်ကြတော့၆ဆရာကြီးလည်းမြင်လာ၆ဆရာကြီးမြင်လာတဲ့အခါကျတော့ပါရမှုဆိုတာဘယ်နေရာမှာရှာလို့မရတော့ကျုပ်မှလည်းတရားမှုရှာလို့မရဘူး။နာမလည်းတရားမှုရှာမရဘူး။အဲတရားမှုတွေရှာမရတဲ့အခါမှာဘာဖြစ်နိုင်လဲဆိုတော့ဒါကြီးကလွတ်သွားရင်ကောင်းမှာပဲ။ရှိရင်ကောင်းမှာပဲဆိုရင်အတွေ့ဝင်လာ။ဝင်လာရင်တွေ့လို့ကြောင်း ပြန်ပြီးတော့ဆင်ញင်သုံးသက်လာတယ်။ဆင်ញင်သုံးသက်လာတဲ့အခါကျတော့သင်္ခါရရဲ့သဘောဝတရားတွေဒီတိုင်းနဲ့ချက်ချင်းမုံရင်းဆိုတဲ့သူ့ရဲ့ပေါ်တွေမှာဒီစိတ်ထဲမှာမရှိတော့ဘူးစိတ်ဟာတည်တည်ငြိမ်ငြိမ်လေးပြန်ဖြစ်သွား။အဲ့တည်တည်ငြိမ်ငြိမ်လေးပြန်ဖြစ်သွားတဲ့ဒီညာစွာအားဟာအလွန်ထက်လာပြီဆိုတဲ့အခါကျတော့ခဏသင်္ခါရတရားတွေကိုဖြူရင်းဖြူရင်းနဲ့သင်္ခါရတရားတွေဟာဒီကိုယ်ရဲ့ဒီရုပ်တရားနဲ့တရားတွေဟာသင်္ခါရအာယုံတွေ။အဲ့သင်္ခါရအာယုံတွေဟာ လုံးဝမဖြတ်တဲ့ trick လုပ်တာတော့ object တွေ trick လုပ်တာတဲ့ခါနောက်ဆုံးမှာလုံးဝချုပ်သွားတဲ့အဆင့်လေးထိအောင်သူကမြင်လိုက်ဘယ်နေရာသွားရင်သူကဆုံးသွားတယ်ဆိုတော့ဆုံးလေးသင်္ခါရတရားတွေလုံးဝမဖြစ်တဲ့အဆင့်လေးကိုမြင်လိုက်ပြီဆိုလို့ရှိရင်ဒါနိဗ္ဗာန်မြင်တယ်လို့ပြောရတာပေါ့နော်သင်္ခါရနာအဖို့သွားတယ်ဆိုတာရှိလို့ချုပ်ချုပ်တဲ့ချုပ်လို့ချုပ်တာမဟုတ်ဘူးပေါ်လို့ချုပ်တာမဟုတ်ဘူးဆိုရင်ဖြစ်လာเสียရှိတာကိုအဖြစ်မခံတော့ဘူးထပ်မဖြစ်လို့ချုပ်သွားတယ် မဟုတ်ဘူးအဲ့ဒါလို့လည်းမဟုတ်ဘူးသင်္ခါရတရားဆိုတာကတော့သူ့ဟာသူ့အကြောင်းဆိုင်တယ်ဘယ်တော့လျှောက်တာချုပ်တာဘယ်အေးချုပ်တာဆိုတာသင်္ခါရတရားဆိုတာသူ့အကြောင်းရှိလို့သူ့ဟာသူ့ချုပ်နေတာလေကိုကအတိညာနဲ့လိုက်သွားရင်လိုက်သွားရင်ကနေပြီးတော့သင်္ခါရတရားတွေဒီဖြစ်ချင်းပြက်ချင်းမရှိတော့တဲ့အဆင့်လေးကိုမြင်လိုက်တာမြင်လိုက်တော့သဘာဝသူ့ဟာသူ့ချုပ်နေတာအဲသူ့ဟာသူ့ချုပ်တဲ့အဆင့်ရှိတယ်နိအဲ့ဒါကိုကိုအတိညာအတိညာကမြင်တာ လေ့ကျင့်ရင်လေ့ကျင့်ရင်းနဲ့သင်္ခါရတရားလေးတွေကကိုယ့်ရဲ့အရှုခံအာရုံဖြစ်တဲ့သင်္ခါရတရားလေးတွေကတိမ်မွေးသွားတာဆိုပါစို့ဆက်လီဝင်လေးလေးတွေမဲ့တမာရီစွာကောင်းလာရင်ပျောက်သွားတယ်လို့ထင်ရအောင်တိမ်မွေးသွားတာလေအဲအဲ့ဒီအဆင်ရောက်သွားတာကိုဆုံးလို့ရပေါ့နော်ရောက်သွားလို့ရှိရင်ခဏခိလိတာတွေလည်းဆင်လိုက်သင်ရှားသွားတယ်အဲ့ဒီအဆင်ရောက်မှသူကဝိပဿနာဉာဏ်ရဲ့သူကအလွန်တစ်ခုဆုံးသတ်တယ်အလွယ်ချက်ဝင်ရှားတော့ဗျာ စိတ်ထဲကိုစိတ်တွေတစ်ခုတစ်ခုမြင်သဘောပေါက်သဘာဝငါလက်ခံနေပြီးတော့ပြထွက်သွားတယ်။အာမတိလိုလက်ခံနေတာဒုစက်တာပဲ။ဒါကတော့သူ့ဟာဒီသဘာဝကိုချက်သွားတယ်။သူကဖြစ်ခွင့်မပေးတော့ဘူးပြောတာပဲ။မဟုတ်ဘူး။သူကအကြောင်းရှိနေတော့သူကဖြစ်မှာပဲကိုကခွင့်ပေးရမပေးရနဲ့မဆိုင်ဘူးကိုကတိတာမတိတာလည်းဆိုင်တယ်